ကဲလုံးမေးမင်္ဂလာပါကျွန်တော်တို့တောင်ကြီးသူကျူးရှင်းတွေကနေပြီးတော့ပြင်လေးကျူးဆွလိုက်ပါနော်ဖော်နဲ့ကလေးတွေပေါ့နော်ဖော်လေးကလေးကတာမိဖာမဟုတ်ပါဘူးနော်ဘသူကိုလှူတင်တလေးပေါ့မှာဟိုဖန်သုံးသက်ကြပါအောင်ဆိုပြီးတော့မြောက်ပေါ်လာတဲ့ဗီဒီယိုတွေတပုတ်ပါတကယ်ကျွန်တော်နေ့ဝင်ကြည့်နောက်ထောင်ကြည့်မယ်ပေါ့နော်ဒုက္ခရောက်တော့လုံမိလုံရအဲ့ကိုလုံလိုက်တာဒါပေမဲ့ကလေးလေးအဖို့ရပါပုံသနာဖို့ကောင်းပါလားအဖွားနဲ့ဒီကလေးလေးနဲ့တာမိလို့တချို့ကထင်ကြတာတာမိလို့ထင်ကြတယ်ဒါပေမဲ့တာမိမဟုတ်ဘူး င်လာနှစ်ခုတည်းကဘယ်သူ့ကိုပို့ပြီးလှူတင်လဲဒါမှမဟုတ်နှစ်ယောက်သလုံးလှူတင်လာဘယ်လိုတင်လဲမြောက်သလုံးလှူတင်တယ်လို့ထင်တာလူမဲ့တို့ဒါဒီမြောက်သလုံးမှာဝင်မားနေရတာအေးပါနော်လည်းလည်းစားတယ်လည်းလုံးမလို့အောင်လုပ်တာ။အော်ရှိတော့တော့ဒုက္ခရောက်လို့လည်းမရလုံးမလိုက်။ဒါပေါ့ဒါပေါ့နော်။ဒါဆိုလို့ရှိလို့ရှိရင် ဒီအပွားနဲ့ဒီကလေးလေးနဲ့ရောဆွေမျိုးကဘယ်လိုလုပ်တော်မယ်တို့ထင်ဒီကောင်မလေးအမေရဲ့ရောက်ခမဟာဒီကောင်မလေးအမေရဲ့ရောက်ခမရောက်ခမဟုတ်ကဲ့ပါအဲဘာဒါကြတော့ဒီကောင်မလေးအမေရဲ့ရောက်ခမဆိုကိုယ့်ကိုပဲတွက်ကြည့်လိုက်နော်အဲ့ဒါတော့ဒါကွာလာတွက်နော်ဒါဒီထဲမှာကျွန်တော်ရဲ့ရှင်းပြလိုက်ကွာလောက်ကြာတော်တော်ဒုက္ခရောက်နေလို့လုံးမိလောက်ရအောင်လုံးလိုက်တာပဲဖြစ်ရမယ်ကျမတို့အခုအသက်56နှစ်ဆိုပြီးဒီလိုဟာမျိုးတစ်ခါမှမကြဘူးဒီလိုရက်ွက်ဒီမှာရအောင်ထားဆိုတော့ကျမတို့မကြဘူးအခုတစ်ခါပထမဦးသုံးမှာ အဲဒါကတော့ကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ရွှေပြည်သာမြို့နယ်အဲလောကတောရွာလေးတောရွာလေးကဒီနေရာဘယ်သူနေရာလဲဆိုတော့ဒီပေါ့နော်ဒီအဖွားရဲ့ခြိလာတဲ့ခလေးလေးပေါ့နော်ဒီခလေးလေးဒီခလေးလေးရဲ့အိမ်ပေါ့နော်ဒီခလေးလေးရဲ့အိမ်လက်ရှိကတော့အဲဒီသူတို့မရှိဘူးအဲဒါကတော့အခုရှိဒီမှာကြည့်နေတာကတော့ဒါအလီနာပဝင်းကျန်ဒါမိသားစုပေါ့နော်အဓိကတည်ကျင်တာကပေါ့နော်ဟို ဒီမှာအခြေအနေဘယ်လိုရှိလဲဒီအဖွားရဲ့အခြေအနေကဘယ်လိုလဲနောက်ပြီးတော့ကလေးလေးရဲ့မိသားစုအခြေအနေကဘယ်လိုလဲဆိုတာလေးကိုဒါကျွန်တော်တို့ဒီပြည်တွင်းမှာရှိတဲ့အလူရှင်ရောပြည်ပမှာရှိတဲ့အလူရှင်တွေရောနောက်တချို့မသိတဲ့ဒီပေါ့နော်လူ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 ကအပြင်ကနေပြီးတော့ဟိုဟိုဝေဖန်သုံးသပ်ပေးကြတဲ့လူတွေရောအကုန်လုံးသိအောင်ကျွန်တော်ဒီကဒီနားကဟိုမိသားစုတွေကိုကျွန်တော်ဒါတစ်ချက်တော့ဒါမေးကြည့်မှာဖြစ်ပါတယ်နော်ဟွန်းဒါကလေးလေးနဲ့ဒီမှာနေတာဘယ်လောက်ကြာပါလဲ ကြာပြီသူတို့ကဒီရွာထဲမှာပဲမွေးပြီးရွာထဲမှာပဲရွာနေပြေးနိုင်တာဟောအဲ့ဒါ6မိနစ်ပါသူတို့ရဲ့ဒီကလေးလေးရဲ့မိသားစုအချင်းများဟောဒါအခုအခုပေါ့နော်ဒီကလေးလေးကိုဟိုတချို့ကြတော့လဲဟိုဘာမှမတော်ဘူးအဲတချို့ကြတော့လဲငှားလိုက်တာလားအချို့ကြတော့လဲတော်တယ်အဲအဲ့ဒါလေးရောဒီလိုငှားလိုက်တာတော့မဟုတ်ပါဘူး तू ကမင်းလေးတယောက်ကိုအများအားစောင့်ရှောက်ပြီးချစ်တယ်ဒီကလေးကိုဒီလိုလှုပ်လှုပ်ရှားရဲဆိုရယ်မသိပါဘူးအခုမှလိုင်းပေါ်မှာတက်လာမှကျမတို့လည်းသိရမှာကလေးလေးကိုအမြဲထိမ့်နေနေလာပါ ။ဟောကလေးလေးတော့ तू အမြဲတမ်းထိမ့်သေးနေတာပါ။ကြာပြီဗောဒါကလေးလေးကိုထိမ့်နေတာ။ဟုတ်ကဲ့ပါထိမ့်နေတာ။အဲ့ဒီကြာအောင်ထိမ့်နေတာပါ။ဟောဒီကလေးကို तू ပဲထိမ့်ပေးနေတာနော်။ဟောဒါဆိုလို့ရှိလို့ရှိရင်ဒီအဖွားနဲ့ဒီကလေးလေးနဲ့ရောဆွေမျိုးကဘယ်လိုလုပ်တော်မယ်တော့ထင်။ဒီကောင်မလေးအမေရဲ့ရောက်ခမ။ဟောဒီကောင်မလေးအမေရဲ့ရောက်ခမ။ရောက်ခမ။ဟုတ်ကဲ့ပါ။ဟောအဲ့ဗောဒါကြတော့ ဒီကောင်မလေးအမေရောက်ခမဆိုကိုယ့်ကိုပဲတွက်ကြည့်လိုက်နော်အဲ့ဒါတော့ဒါကွက်လာတွက်နော်ဒါဒီတဲမှာကျွန်တော်ရဲ့ရှင်းပြလိုက်ဒါကွက်လောက်ကြာမှာအဲ့အပြဒနာဟုတ်ကဲ့အဲအဲ့တော့ကျွန်တော်တို့လက်ရှိဖြစ်နေတာကြတော့လေကျွန်တော်ဒီပရိဒတ်သမားတွေကဒီဟိုအလှူရှင်နေတဲ့ဒီပေါ့နော်တည်တည်တိုက်တဲ့သူတွေကိုချပြတဲ့နေရာမှာဗားလေးတွေဟာနေနေဆိုဒီအပွားနဲ့ဒီခလေးလေးနဲ့တာမိလို့တချို့ကထင်ကြတာတာမိလို့ထင်ကြတယ်ဒါပေမဲ့တာမိမဟုတ်ဘူး အဲတချို့ကြတော့လည်းပေါ့နော်ဒီကလေးလေးရောအတူတူပါတယ်လို့ထင်ကြတယ်ဒါပေမဲ့ဟိုပေါ့နော်မပါဘူးပေါ့နော်ကလေးလေးနဲ့တက်တက်ကလေးလေးကိုသူကချစ်တဲ့ခင်တဲ့အတွက်အများနဲ့လာလာခေါ်ယူပြီးတော့ငကိုလေးကမှဒီလိုပြက်တရာကြီးမဖြစ်ခင်တည်းကမှဒါဒီကလေးကိုခေါ်ပြီးတော့ထိန်းကြောင်းလာရရှိရပေါ့နော်အဲ့တော့ဒီအဖွားကတော့ဒီနားမှာတနေရာမှာနေတာဟုတ်ကဲ့နော်အဖွားတက်တက်တနေရာမှာနေတာဒီလိုပြက်တရာကြီးဖြစ်ကမှအဲဒီရမိသားစုတွေလည်းဒါတိကြတာပေါ့နော်အဲ့တော့ဒီရမိသားစုတွေရဲ့ဒီသူတို့ပေါ့နော်သူတို့ရဲ့ဒီ ပိုကျင့်တရားပိုင်းတွေရောဘယ်လိုလေးရှိတော့လဲပိုကျင့်တရားပိုင်းကတော့သူတို့အလုပ်လုပ်တယ်တောတိုးတယ်အခုဟိုနေမဲဆလီဘူးချိန်ဆိုမဲဆလီဘူးတက်တယ်ဇွာထဲမှာဈေးရောက်နေငားရောက်နေငားရောက်နေအဲ့ဒါလေးပဲသူချိုးရတော့လေချင်းခုတ်ခဲ့တာပဲချိုးကြတော့အခုပြောနေကြတာပေါ့နော်အာလှူရှင်တွေလှူတဲ့အခါကျတော့ဘယ်မှာကနနေလဲခိုးတဲ့လူကိုဒီလိုလှူနေမယ်ဆိုလို့ရှိရင်နောက်လူတွေပါလိုက်ခိုးမလဲဆိုတော့အဲ့ဒီပုံမှာတော့ပြောကြရှိတာဗားရှိရှိပါဦးရှိပါဦးငါလည်း အဲ့လိုနာမည်ပြတ်မရှိပါဘူးအခုတခါလဲဘာကြောင့်လှုပ်လိုက်တယ်လို့ခံမှန်းမိလဲချိန်မိလဲကိုယ်စိတ်ကသူ့အမေကတော်တော်ဒုက္ခရောက်နေလို့လုံးမိလောက်ရအောင်လှုပ်လိုက်တာပဲဖြစ်ရမယ်ကျမတို့အခုအသက်56နဲ့6နှစ်ရှိပြီဒီလိုဟာမျိုးတခါမှမကြဘူးဒီလိုရက်ွက်ဒီမှာရအောင်ထားဆိုတော့ကျမတို့မကြဘူးအခုတခါပထမဦးဆုံးမှာအဲ့လိုတင်ပထမဦးဆုံးအဲ့လိုတင်လေဟိုစားအဲ့လိုမလုပ်ဘူးသူနာမည်ပြတ်တယ်မရှိဘာကြောင့်ဒီလိုလှုပ်လိုက်တယ်လို့ထင်သူစားဆောင်ပြီးတော့လှုပ်တာပဲထင်တယ်ဟုတ်လားပြသူ့အိမ်မှာဟိုစားစင်းနဲ့ဝင်ဝင်နဲ့မမြအောင်မမြအောင် ူတို့ကသူအတော်ရဲ့ရှီမာကယူထားတဲ့ယောက်ျားကနည်းနည်းငဲတယ်။နောက်အိမ်အောင်ပြုတ်ထားတာ။နောက်အိမ်အောင်ပြုတ်ထားတော့သူကလုံကြုံလေးလောက်တာ။လုံကြုံလေးလောက်တဲ့အတွက်ဝင်ငွေကလုံကြုံလေးတယောက်ရဲ့လာစား2သိန်းကျော်လောက်ပဲရတယ်။ဟုတ်ပါဘူး။အဲ့လိုမျိုးဆိုတော့ဒီမှာစားဖို့ကပတ်စံ2သိန်းဆိုတော့ဘလို့မှစားမရဘူး။အဲ့အတွက်ဟိုအတိုးယူမယ်ချီးမယ်ပြုတ်မယ်ပြုတ်လာတော့အတိုးကျွေးတွေမနိုင်တဲ့အချိန်မှာသူလုံးမိလို့ရ။အဲလုံလိုက်တာလို့ပဲဖြစ်နေ။ပိုတွေကတော့သူကအဲ့လိုမျိုး ခြေသားလက်စာလည်းမရှိဘူးကွာဟုတ်အဲ့လိုခြေသားလက်စာလည်းမရှိအခုဆိုလို့ရှိရင်ကျွန်တော်တို့လှူထားတဲ့အလူရှင်တွေရှိတယ်အဲ့ဒီအလူရှင်တွေပြင်ကိုကျွန်တော်နောက်ထပ်လှူတဲ့အလူရှင်ဒါကဆိုကျွန်တော်အကျိုးအကြောင်းအခြေအနေမသိသေးလို့အဲလက်ရှိကြတော့လေဒီကလေးလေးကတက်တက်ဗျာဒီအဖွားကတက်တက်အဲ့အဲ့လိုတက်တက်ဖြစ်တဲ့အခါကျတော့အခုအလူရှင်တွေကတကယ်လို့လှူခဲ့မယ်ဆိုရင်လှူမယ်ဆိုရင်ဒီကလေးလေးကိုလှူတင်လာလားဒီအဖွားကိုလှူတင်လာလားဒါမှမဟုတ်ဟိုဘောသူများတွေပြောသလိုပေါ့နော်ဒီဟိုတခုအာမပေးနဲ့မလှူတင်ဘူးလို့ထင်လား ဲ့လိုအဲ့လိုပြောမယ်ဆိုဆိုတော့မထင်ပါဘူး။ तू ကလည်းအရင်ဒုက္ခရောက်တော့လုံမိလုံရအဲ့ကိုလုံလိုက်တာ။ဒါပေမဲ့ကလေးလေးအဖို့ရပါပူတနာဖို့ကောင်းပါလေ။ကလေးလေးကပန်းကောင်းညူညူဖြစ်သွားတာပေါ့။လှူမယ်ဆိုရင်ဒါဆွမ်းနာပြောလို့ပေါ့။လှူတော့လှူသိနေ။လှူသိမှာပေါ့။ဒါဆိုဟိုလှူသိနေလို့ဒါပေါ့နော်ဒီပဝင်းကျင်ကရှိတဲ့လူတွေပြောတယ်။လှူသိနေဆိုရင်ဒီကလေးလာနှစ်ခုတည်းကဘယ်သူ့ကိုပို့ပြီးလှူသိနေလဲ။ဒါပေါ့နှစ်ယောက်သလုံးလှူသိနေလားဘယ်လိုထင်လဲ။ညောင်စလုံးကနေညောင်ဆိုရင်တော့ညောင်ဆိုရင်ညောင်စလုံးလူသိနေလို့ထင်တာ

လေးလေးပါရည်အခုကလေးလေးကိုတကယ်လို့လူကျင်တဲ့အလူရှင်နေရှိရင်ရောအခုလက်ရှိဒီအိမ်မှာမရှိဘူးဆိုတော့ဟိုဟာလာလူမယ်ဆိုရင်လူလို့ရပါမလားရပါတယ်ဆိုတော့ဟိုတနေရောက်သွားလူရမလားဒီကိုလာပေးမလားဒီမှာပဲရှိမှာ။အော်ဒီမှာပဲရှိမယ်။ဟိုနိုင်သားရဲ့ရေစကန်ပေါ့။အော်ပြီးရင်တော့ပြန်လာမှာ။ပြီးရင်တော့ပြန်လာမှာ။အော်လူချင်းနေဆိုလည်းဒီလိုပဲလာပြီးတော့အဲဟုတ်ကဲ့ပေါ့နော်။အဲဟုတ်ကဲ့ပါဒါတော့တဝင်းကြီးရတော့ပေါ့နော်။ဒီအကွာက ဒါကျွန်တော်လည်းတရားမသိဘူးဒါဘဝင်းကြီးကပြောမှသိမှာလေဘဝင်းကြီးဆိုတာလည်းသူခေါင်းရင်းချင်းအိမ်နဲ့သူအမျိုးကိုကျွန်တော်လည်းသွားပြီးမေးမြန်းလို့မရဘူးဗျဘဝင်းကြီးမှာတော့ဒီအကွာပေါ့နော်ဟိုမကောင်းတဲ့တရေတော့မရှိပါဘူးဗျမကောင်းတဲ့တရေပို့ကျွန်တော်တို့ကဒီအလူရှင်တွေကလူဖို့လုပ်နေတဲ့တခုတ်အားပေးနေတယ်လို့အားပေးနေတယ်လို့ပြောကြလို့ဒါဒီတကယ်ပေါ့နော်ဒီခိုးကြတဲ့လောက်ကိုကျွန်တော်တို့ဒီစီးပွားရေးရပေါ့နော်အသက်ဝန်းဝန်းကျောင်းဖြစ်ရက်တည်နေတာဆိုရင်တော့ဒါကျွန်တော်တို့တမျိုးစဉ်းစားရမယ်ဒီဘေးကလူတွေတမျိုးစဉ်းစားမယ်အလူရှင်တွေလည်းစဉ်းစားရ ။ဒါပေမဲ့တချို့ကျတော့လေသူတို့ရဲ့အခက်အခဲကိုဖြေမရှင်းနိုင်တဲ့အခါကျတော့ဟိုမလုံသေးမလုံတိုက်တာတွေဟိုလုံခဲလုံမိတာတွေရှိတတ်တယ်ဗျ။အဲတချို့ကျတော့ကျွန်တော်တို့ကကျွန်တော်တို့ကပေါ့နော်ကျွန်တော်တို့မှစားကြမရှိဘူးငတ်ပြီးကျွန်တော်တို့ခက်ခဲပြင်ရင်ကျွန်တော်လူစားလို့ရတယ်။ကျွန်တော်တိုက်စားလို့ရတယ်ကျွန်တော်ကုံသွားထမ်းလို့ရတယ်။နော်ကျွန်တော်တို့ကြိုက်တဲ့အလုပ်လုပ်စားလို့ရတယ်။တက်ကြီးရွယ်ကိုတချို့မှကဘာဖြစ်လဲဆိုတော့သူတို့မှတကယ်စားကြမရှိဘူးသူတို့လူစားလိုက်ရင်အင်အားမရှိဘူးကျွန်တော်တို့ထမ်းစားနိုင်တဲ့ရံမြေပိုးစားနိုင်တဲ့အင်အားမရှိဘူး နော်သူတို့မှဟိုဘောနော်ပတ်ဆိုင်ဝင်နဲ့ဝင်ပေါက်ကအရန်နေပါတယ်ပေါ့အဲ့တော့သူတို့ဘောနော်သူတို့နဲ့အဲ့ဟိုဘောနော်ဖြစ်နိုင်လောက်တဲ့ဟာလေးတွေသူတို့ခင်ဗျဒါလှုပ်ရှားရတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်ဟိုတကယ်လို့ဒါဟိုဘောနော်ဒီခိုးစားတဲ့လောက်ကိုစီးပွားရေးအနေနဲ့အတက်မဝဲအကြောင်းအနေနဲ့လှုပ်နေတာဆိုရင်ကျွန်တော်လည်းလက်မခံဘူးကျွန်တော်လည်းဒီရာကိုဟိုဒီအပြူကိုကျွန်တော်လည်းလက်ခံပြမှာမဟုတ်ဘူးအဲဒါမဲ့ဟိုအခုဟိုဘောနော်အခက်မတင်လို့တကယ်ပေါ့နော်ဟိုဒုက္ခရောက်နေတဲ့အချိန်မှာသူကြံမိကြံရကြံတယ်လို့လည်းဒီပတ်ဝန်းကျင်ကနေပြီးတော့ချက်ပေးတာပေါ့နော် အဲသူဟိုနောက်ထပ်ပေါ့လိုင်းပေါ်မှာလဲဒီအဖွားရဲ့ပုံတွေတက်လာပြီမဲ့တော့ညာလဲငါတို့ဒီမှာလဲအရင်တော့ခိုးထားဘူးတယ်သူတို့ဒီမှာလဲခိုးထားဘူးရဲ့ဆိုတာလဲကျွန်တော်တက်လာတာမတွေ့သေးဘူးဗျဟိုဘယ်လိုပဲဆိုရှယ်မှာကတော့ပုံတပုံပြလိုက်ရင်ဒီ blue ကဘယ်မှာဘယ်မှာကြုံဘူးတယ်ဆိုတာကျွန်တော်ဒီမှာအများနဲ့တက်တယ်လေဟုတ်ကဲ့အခုကတော့အဲ့ဒါမတက်သေးတဲ့အတွက်ဟုတ်ကဲ့ကျွန်တော်ဒီလိုလှူထားတဲ့အလူရှင်တွေလဲအလက်ရှိဆိုလို့ရှိလို့ရှိရင်ကျွန်တော်လှူထားတဲ့အလူရှင်တချို့လဲရှိတယ်အခုကိုစောတင်တို့ကိုဝနာဒီဗီဒီယိုကြည့်ပြီးတော့เนาะကျွန်တော်ဒီဗီဒီယိုများဘယ်လိုမျက်ရှာပေးရှင်တလေးမျက်ရှာပေးတော့လို့ရပါဗျာ ကဲနောက်သိဆင်းလာမယ့်ဗီဒီယိုများမှာလည်းပြန်လည်ဆုံစီဖို့ကျွန်တော်ရဲ့ viewer များကိုဖိတ်ခေါ်လိုက်ရပါတယ်ဗျာ